ချက်စီတင်ကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစီလို့ဥစွာပြမနှုတ်ခွန်းဆက်သားလိုက်ပါရစေ။ဆိုတော့ကျွန်တော်အနေနဲ့မနက်ခင်းမှာတော့ချက်စီတင်တွေမတင်ဆက်နိုင်ဘူးပေါ့နော်။အလုပ်လည်းရမ်းများနေသလိုတစ်ဖက်မှာလည်းချက်စီသတင်းတွေလည်းဒီကနေ့မှာတော့နည်းနည်းလေးညှိနေတယ်။ဒါပေမဲ့ဒီညခင်းလေးမှာကြည့်လိုက်တော့သတင်းလေး၃ပုဒ်လောက်ကျွန်တော်ပြောစရာရှိတာနဲ့ဒီ video ကိုတင်ဆက်လိုက်ရခြင်းဖြစ်ပါတယ်။ပထမဆုံးသတင်းကတော့ကျွန်တော်ရဲ့နောက်ကန်စားသမားလေးဖြစ်တဲ့ Triple Chalaba ပါ။ဆိုတော့ Chalaba အားလုံးဒီအတိုင်းပဲချက်စီတင်ကအငှားပြန်ခေါ်ယူအငှားချထားရကနေပြန်ခေါ်ယူထားတဲ့ ချာလပါပေါ့နော်ဆိုရဲနေသားမှာအခုနာပိုလီအသင်းဟာဆိုလို့ရှိရင် triple chalaba ရဲ့ saturation နဲ့ပတ်သက်ပြီးတော်တော်လေးစိတ်ဝင်စားနေလို့ triple chalaba ဟာသူတို့ကိုဆွဲဆောင်နိုင်တဲ့ကစားသမားတဦးဖြစ်ရှိနေတယ်အဲကျွန်တော်တို့ပထမသိထားတဲ့ report တွေရသလိုရှင်တော့ triple chalaba ကို chelsea အသင်းကရောင်းချဖို့ဆန္ဒရှိနေစေဆိုပေမဲ့အခု matt law ရဲ့ဖော်ပြချက်မှာတော့ triple chalaba ကို chelsea အသင်းကအထူးသဖြင့် ဒီအငှားကနေပြန်လာပြီးတဲ့အချိန်ပြတာတဲ့ခြေစွမ်းတွေပြီးတော့သူ့ရဲ့ passion တွေနဲ့ပတ်သက်ပြီးတော့ချက်စီးတိမကသဘောကျနေတယ်။ဒါကြောင့်မလို့အဲသူတို့အနေနဲ့အလွယ်တကူရောင်းချဖို့အတွက်ဆန္ဒမရှိဘူး။ဒါပေမဲ့တခုတော့ရှိရပါဗျာဒါတည်င်းအနေနဲ့လှော်တာလားပေါ့နော်။ဘာလို့လဲဆိုတော့ဟိုငါတို့ကချက်လက်ပေါင်းရောင်းချနေတာမျိုးဆိုလို့ရှိရင်လည်းတစ်ဖက်ကဈေးနှိမ်သွားနိုင်တဲ့အနေအထားမျိုးတော့ရှိတယ်။ဒါပေမဲ့ခုကလောရဖော်ပြချက်မှာချက်စီးတိကတိတ်ပြီးတော့ရောင်းဖို့အတွက်ကိုအရင် force လုပ်တာမျိုးတော့မရှိဘူးလို့ဖော်ပြလာတယ်။ဒါပေမဲ့ဒါက twist လေးတစ်ခုလည်းဖြစ်နိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်တယ်။ ဆိုတော့6လပိုင်းအပြောင်းရွှေ့နေပတ်သက်ပြီးတော့ဒါနည်းနည်းလေးကြားရတယ်ဆိုတော့ saturation မှာတစ်ဖက်မှာတော့ဒီ club world cup ပေါ့နော် FIFA club world cup ပွဲစဉ်တွေကနေစပြီးကျွန်တော်တို့ရဲ့အဲတိုက်စစ်ကစားသမားဖြစ်သူပေါ်မားဟာနံပါတ်30ပေါ့နော်ကျောင်းနံပါတ်30ကိုဝစ်ဆင်သွားတော့မှာဖြစ်တယ်လို့သိရတယ်အဲဆိုတော့ဒါကကျွန်တော်တို့မခလူမူဒရစ်ရဲ့နံပါတ်ဖြစ်နေတဲ့အချိန်မှာမူဒရစ်ရဲ့အချိန်တွေကကျွန်တော်တို့အဆိုးဘက်ကိုသွားပြီလားဆိုတော့မေးခွန်းတွေတော့ရှိလာတယ်အားလုံးသိရတယ်မေမူဒရစ်ကကျွန်တော်တို့ဒီ ဟိုဟာကိစ္စနဲ့ပေါ့နော်ဒီဆေးကိစ္စပေါ့နော်ဒါပေမဲ့ controversial ဖြစ်စရာနေထားဆိုပေမဲ့လူမြင့်ကွင်းကနေတော့ပျောက်နေခဲ့တာကြာပြီဒါပေမဲ့လည်းဒီကိစ္စဖြစ်ပြီးနောက်ပိုင်းမှာတော်တော်လေးသူ့ရဲ့သတင်းတွေကငုံရှိုးသွားခဲ့တာဖြစ်တယ်ပထမ official ကြေညာပါမယ်ဘာညာဆိုပေမဲ့နည်းနည်းလေးတူတူတိတ်တိတ်သွားနေတဲ့အခြေအနေပေါ့နော်ဒါပေမဲ့အခု ဒီဖောလ်မားအနေနဲ့နံပါတ်10ဝတ်တော့မယ်ဆိုတဲ့အနေထားကတော့မူဒရစ်ချက်စီအသင်းကနေပြီးတော့ဒါဖယ်ရှင်းခံရပြီလားပေါ့နော်နောက်ပြီးတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအဲဒီယာဒီမှာချက်စီအသင်းနေနဲ့တောင်ပန်ကစားသမားတွေကိုလည်းအများကြီးဒါချိန်ရွယ်နေတယ်တာကတ်ထားနေတယ်အများကြီးကိုလိုက်နေတယ်ဆိုတဲ့ situation တွေဟာဒါဆန်ချိုလည်းလစ်သွားတယ်စတာလင်လည်းလစ်မယ်ခုနပြောလို့မူဒရစ်လည်းမသေးကြဘူးမာဒူဂီတောင်မှ လှုပ်နေတယ်ဆိုတဲ့အနေအထားမျိုးတွေကြောင့်ဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပေါ့နော်ဆိုတော့ဒီပုံစံတိုင်းဆိုလို့ရှိရင်တော့မူထွေးကိုတော့ကျွန်တော်တို့အနေနဲ့နှုတ်ဆက်ရမယ့်အနေအထားမျိုးမှာတော့ရှိနေတာဖြစ်ပါတယ်ဆိုတော့ဒါကလည်းတစ်ခုပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့ချက်စီးတင်းကဒါ BR brand တစ်ခုနဲ့အဲကျွန်တော်တို့နှစ်ရှည်စာချုပ်တစ်ခုပတနာရှိစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်ဒါပေမဲ့ freshest ပေါ့စာတော့မဟုတ်ဘူးပေါ့ဗျာဆိုတော့ဒါလည်းတစ်ပိုင်းပေါ့နော်ဒါကျွန်တော်တို့ legacy BR တစ်ခုနဲ့ အတူတူဒါစာချုပ်ချုပ်နိုင်ခဲ့တာဖြစ်တယ်။နောက်ဆုံးသတင်းပုတ်အနေနဲ့ကကျွန်တော် AC Milan ရဲ့ဂိုးသမားဖြစ်သူ Mike Maignan နဲ့ပတ်သက်တဲ့ update သတင်းမှာအဲ့ဒါကတော့ဂိုးသမားကတော့လက်ရှိမှာအဲ AC Milan အသင်းကို request လုပ်ထားတယ်သူအနေနဲ့ Chelsea ရဲ့စိတ်ဝင်စားမှုပေါ်မှာပြောင်းရွှေ့ဖို့သူလည်းစိတ်ဝင်စားတယ်ဆိုတော့အနေထားမျိုးပေါ့နော်လှုပ်ထားတယ်လို့ကျွန်တော်သိရတယ်အားလုံးဒီအတိုင်းပဲတန်း30လောက်လိုချင်နေတယ် AC Milan အသင်းဘက်ကဒါပေမဲ့ Chelsea အသင်းဘက်ကတော့၈တန်းဝင်ချင်လောက်နဲ့ပဲအပြတ်ဖြတ်ချင်နေတယ်ဆိုတော့အနေထားမျိုးမှာရပ်တည်နေတယ် ဇာသမားရဲ့စာချုပ်သက်တမ်း2026ဆိုကုံတော့မှာဖြစ်တဲ့အတွက်ချက်စီးတွေကဒါမျိုးကြံရွယ်နေတာဖြစ်လို့ဇာသမားကသာဒီသတင်းအတိုင်းပေါ့နော်သူရဲ့မိခင်ကလပ်အသင်းကိုဖိအားပေးမယ်ဇာသမားအနေနဲ့ပြန်ကြည့်မှာအသက်အရွယ်29 30ဆိုတဲ့အနေအထားဖြစ်နေပြီဆိုတော့ချက်စီးဆိုတာဒါသူ့အတွက်ခွင့်ရေးတစ်ခုပဲ chance တစ်ခုပဲအချိန်က adramandi လဲ29နှစ်လောက်မှာရောက်လာပြီးတော့လဆွမ်းနေပြသနိုင်ခဲ့သလို mike manyan အနေနဲ့ချက်စီးတဲ့ပုံမှာအကျိုးပြုနိုင်မလားနောက်ပြီးတော့သူ့အတွက်လည်းခွင့်ရေးဖြစ်နိုင်မလားဆိုတော့ပေါ့နော်အကယ်၍ချက်စီးမှာသူလဆွမ်းပြနိုင်တဲ့၄နှစ်လောက်ကစားပြီးလို့ရှိရင်ဒါ sorry ကိုခုံကူးသွားမယ်ဆိုသူ့အတွက်အများကြီးပို့ပြီးအခွင့်ရေးရနိုင်တယ်ဗျ ာဆိုတဲ့ချက်ကြောင့်ဂိုသမားအနေနဲ့ပြောင်းရင်လည်းဆိုတော့ Chelsea အနေနဲ့ကလည်း၈သန်း၉သန်းလောက်ဆိုရင်တော့ခေါ်မယ်ဆိုတဲ့ညာတည့်ရမှာ AC Milan အနေနဲ့အဲသူတို့ကစားသမားကိုယ်တိုင်ကပြောင်းရင်လည်းဆိုရင်ထမဈေး short မလားဆိုတော့ကျွန်တော်အနေနဲ့စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်နဲ့ဒီကနေ့ညခင်းအတွက်တင်ဆက်ပေးခြင်းတဲ့ Chelsea တင်အကြောင်းအလေးတွေဖြစ်ပါတယ်ဆုံးနည်းကြည့်ရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲ see you next video ပါနော်